ဟေယောဝလုံးပဲမင်္ဂလာညချမ်းလေးပါစတင်ဘာလ6ရက်နေ့ယင်းညနေပိုင်းအထူးသတင်းများကိုပထမဆုံးလိုရင်းတူရှင်တင်ဆက်တော့မှာဖြစ်ပါတယ်ပြီးလို့ဆိုရင်နောက်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်ကျွန်တော် channel ကိုအချင်းပေးပြီးအခုချင်းထိအားပေးနေတဲ့အတွက်ချင်းတွေအားလုံးကျေးမြတ်ချစ်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်နောက်ဆိုရင်တော့သတင်းလေးတွေစကြရအောင်ယနေ့စတင်ဘာ6ရက်နာနဲ့6နာရီ35မိနစ်အချင်းတွေ sky time မုံရွာမြို့နယ်မုံရွာမန္တလေးလမ်းမပေါ် မုံဆွေကျေးရွာအနီးစီဒုကိတ်တွေအထိုင်ချတဆွေထားတော်စစ်တစခန်ကိုပြည်သူကကွယ်ရေးတပ်ဖွဲ့ဝင်များဝင်ရောက်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပိတ်ခတ်တိုက်ပွဲတနာရီနီပါကြမင်ခေပီစခန်ကိုတင်ပိနိုင်ခဲ့ကြောင်းသိရပါတယ်။ယင်းစခန်တင်တိုက်ပွဲတွေစစ်ကောင်စီစစ်ခွေးဖက်မှရှီကောင်ခွေးတေဝတ်တီတေဆုံးပြီးလက်နက်ငါလက်ကြီးကဥထုတ်နှလုံးကပိုက်ကြီးအပါအဝင်အချက်ကြီးမျိုးစုံနဲ့စစ်ဆက်ပစ္စည်းများတင်စီရရှိခဲ့ကြောင်းသိရပါတယ်။ ကောင်းလေးတဲ့တတင်းနောက်တင်းစတိမာလာကူရဲ့နေတွေတနင်းတာရီတိုင်းခမောက်ကြီးမြုပ်နေခမောက်ငင်ယူဇနာစီအုံးပြိုခင်းတော့ရုပ်စီနေတော့စစ်ခွေအင်အားတရာခတ်မှထုံထုံအင်အားတုံးစေခန့်ဒီခမောက်ငင်ကျေရွာတော့ရေလမ်းမှလေငင်နစီပစ်စချောင်းထူဝင်ရောက်လာတော့ကြောင့်ပီတုကကွယ်ရဲ့တပ်ဖွဲ့ဝင်များကတိုက်ခိုက်ခဲ့ရာစိတ်လေတစီနှိမ့်မြုပ်သွားပြီးစစ်ခွေအများအပြားတေဆုံးခဲ့ကြောင် ကိုတောင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတရင်ထုတ်ပြန်ထားပါတယ်။လလောဆယ်စစ်ခွဲအလောင်းရှိလောင်းကိုတွေ့ရှိခဲ့တယ်လို့သိရပါတယ်။မတွေ့ရှိသေးတဲ့စစ်ခွဲအလောင်းများစွာကျင်သေးတယ်လို့လည်းသိရပါတယ်။ကောင်းလေးတဲ့တင်းတော့တင်းရန်ကုန်မြို့နိုင်စစ်ကောင်စီလုံခြုံရေးတင်းကျပ်ထားသည့်မြို့တော်ခမ်းမကိုဖုတ်ခွေးတိုက်ခိုက်ခဲ့ကြောင်း Freeland Attack Force FLA ကထုတ်ပြန်ထားပါသည်စက်တင်ဘာ16ရက်နေ့နာနေ6နာရီခွဲခန့်တွင်ဖုတ်ခွေးတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဖွေသားအလုံးဘေကင်းချောင်းထုတ်ပြန်ထားပါတယ်။မနေ့က6နိုင်ခွဲလောက်ကစုလေဖျားနာမှာဘုံပုတ်တန်လူမျိုးအတန်ကြီးကြီးကြလိုက်ရတယ်။မြို့တော်ခမရှိမှာပုတ်တာလို့တော့တီးရတယ်။ရေကာစစ်ကအင်စီကတွေနဲ့စစ်ခွေးတော်တော်များများအဲ့နာမှာပတ်စစ်နေတာတွေ့ခဲ့ရတယ်။လန်တော်မပိတ်ထားဘူး။တက္ကစီကအချို့ကိုတာပီစစ်နေတာတွေ့ခဲ့တယ်ဟုကျောက်တတမြုပ်နေနေပြည်သူတအုပ်ကပြောဆိုထားပါတယ်။ ဘမ်ပုတ်ကွေးမှုဖြစ်ပြီးနောက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကစစ်ဆေးမှုများပြုတ်လောက်ခဲ့သည်ဟု FLA ကမေပင်အခြေအနေကိုပြောဆိုထားပါတယ်။ထိခိုက်ဒေဆုံးမှုရှိမရှိစုံစမ်းနေစစ်ဖြစ်တယ်လို့သိရှိရပါတယ်။ Gong Li Day the day not the day မြန်မာအပါဝင်နိုင်ငံ၆နိုင်ငံကိုအမေရိကန်နိုင်ငံသားတွေအနေနဲ့ခရီးသွားလာခြင်းလုံးဝမပြုတ်ဘူး။အမေရိကန်အစိုးရကစက်တင်ဘာ၁၀ရက်နေ့တတိပေးချက်ထုတ်ပြန်ထားပါတယ်။ အစူပါနိုင်ငံတွေထဲမှာမြန်မာနိုင်ငံနဲ့အတူအာဖရိကနစ္စတန်မြောက်ကိုရီးယားဗီနီဇွေးလားအီရန်နဲ့ရုရှားနိုင်ငံတွေပါဝင်နေပြီးအခုလိုထုတ်ပြန်တာဟာအမေရိကန်နိုင်ငံသားတွေအနေနဲ့အစူပါနိုင်ငံတွေမှာဖာရှင်တင်းတင်းခံရနိုင်ချင်တဲ့လုံချုံရဲ့ချင်းချောက်မှုအန်ဒရီတွေကြောင့်ဖြစ်တယ်လို့ဆိုပါတယ်ခုလက်တလောထုတ်ပြန်ချက်မှာတော့အစူပါနိုင်ငံချုပ်ခုကိုအန်ဒရီစီအမင်းဆုံအစ်လေးတတ်မှတ်ထားတယ်လို့ ဒါဟာနိုင်ငံရဲ့ချက်ကအမေရိကန်နိုင်ငံသားတွေအတွက်ကာကွယ်မှုအကောင်းဆုံးဖြစ်ရည်ရွယ်ကတမဒတ်ဒိုနယ်ထရမ့်ရဲ့လက်မှတ်ရထူးထားတဲ့အမင်းအုပ်မှာထွက်ပေါ်လာခဲ့တာလို့ဆိုပါတယ်။ငဒူးလိုင်းကြောင့်ကျွန်တော်တို့နိုင်ငံတော်တော်နာမည်ပြတ်နေပြီ။စိတ်မကောင်းဘူးကနောက်တရင်စကိုင်းတိုင်းကံဘလူမြို့နယ်ဘူကုန်းလန်းခွေးမှာအထိုင်ချက်ထားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေနဲ့မျိုးစိုးတီအဖွဲ့တွေကပြည်သူကနောအုပ်ကိုဖမ်းဆီးပြီးနောက်၆ဦးကိုမိရှုတက်ခဲ့တာ။ တူကတော့ထွက်ပြေးလို့မြှောက်လာတယ်လို့ကျွန်းလှကမ္ဘလူတက်ကြွလို့ရှာသူများအဖွဲ့ကမ္ဘလူခရိုင်တာဝန်ရှိသူတွေစီကတည်စီရပါတယ်။တပြက်ခံရသူတွေက ကပြိုတန်းရောဟောင်းသားတွေဖြစ်တဲ့55နှစ်အရွယ်ဦးစုတင်၃၃နှစ်အရွယ်ကူချစ်တေမောင်ကူတန်းဇော်ထွန်း၁၆နှစ်အရွယ်ကူရီဝေမူ၁၆နှစ်အရွယ်မူတက်ခ၁၅နှစ်အရွယ်အမျိုးသမီးတအူးနဲ့ စလင်းနစ်အရွေချမ်ပီယံဝေဒုတ်ဟာဖန်စီခံခဲ့ရတယ်လို့သိရှိရပါတယ်။အဲ့ဒီထဲမှာ၆ဦးကတော့စက်တင်ဘာ12ရက်မှာဘူကုန်းချေရွာဘုန်ချီချောင်းဝင်းအတွင်မိရှုတဖြစ်ခံခဲ့ရပြီးစငါးနစ်အရွေကလေးကတော့ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ဆိုပါတယ်။စင်မကောင်းလိုက်တော့ကွာဘလို့ပြောရမှန်းတော့မသိတော့ဘူး။ဒီခွဲတွေကအရှုံးမြိုင်ပြည်သူတွေကိုဘယ်ဒုက္ခပေးတယ်ခွင်းမသားတွေက စတိမာလာစချောရနေရညနေပိုင်းအထူးတရင်ကတော့ဒီလောက်ပါပဲကေဒါဆွင်ဒေါ့နောက်တတိနာစင်ကြည့်အောင်ရခိုင်ပြည်နယ်နဲ့နယ်မြေချင်းထိစပ်နေတဲ့ပဲခူးတိုင်း PKI ပထောင်မြို့နယ်ညောင်ချေတောက်ကျေးရွာမှာရှိတဲ့စစ်ကောင်ရှင်ရဲ့ကာကွယ်ပစ္စည်းစက်ရုံကပါစာ6ကိုအာရကကျက်တော်အေကတိမ့်ပိုင်နိုင်မှုအခြေအနေတွေကောင်းနေလို့သတင်းရင်းမြစ်တွေထံကနေသိရပါဗျာ အခုလိုအေကထိုးစစ်ဆင်နေတဲ့အတွက်စစ်ကော်မရှင်ကပဲခူးတိုင်းမှာရှိတယ်။ကပါဆာတွေလက်မလို့ရဖို့အင်အားဖြည့်ပြီးခန့်စစ်ပြနေပါတယ်။ကပါဆာ6ကရခိုင်ပြည်နယ်တောင်ကုန်းမြို့ကနေပဲခူးတိုင်းအတွင်းကိုဝင်ရောက်လာတဲ့အခါပထမဆုံးတွေ့ရတဲ့ဆက်လက်နက်ဆက်ယုံတစ်ခုလည်းဖြစ်ပါတယ်။ ထိုးစစ်ဆင်လာတဲ့တော်လိုင်းတက်တွေကကပ္ပစာ6နဲ့အရန်ကုန်နီးကပ်နေပါပြီတဖြည်းဖြည်းရှေ့တိုလာတာ၈လအဝန်းကျင်ရှိပြီး မိုင်းနေနဲ့ဆိုရင်၁၀မိုင်တော့မရှိတော့ဘူးလို့ပထောင်ဒေသခံအသက်40ရွယ်အမျိုးသားတအုပ်ကပြောပါတယ်ကပ္ပစာ6ကိုတင်ပိုက်နိုင်မှုအတွက်အေးအပြင်ပကိုးတိုင်းအခြေဆိုင်တော်လင်းတက်ဖွဲ့တွေကလည်းပူပေါင်းတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။ အခုနှစ်ဇန်နဝါရီလကစတင်ပြီးတော့အေးအနေနဲ့ပဲခူးတိုင်းပထောင်းမြို့နယ်အတွင်းကစစ်ကောင်ရှင်ရဲ့မိုးထီတောင်စကန်ကိုတင်ပိုက်နိုင်ခဲ့တဲ့အပြင်ဧပြီနဲ့မေလမှာလည်းတောင်ကုန်ပထောင်းလမ်းပိုက်မှာရှိတဲ့ကာကင်းစကန်တွေကိုတင်ပိုက်နိုင်ခဲ့ပါတယ်။ အခုလိုအေးပူပေါင်းတက်တွေကစစ်တပ်စကန်တွေကိုတိမ့်ပိုက်ပြီးရှေ့တိုးလာတဲ့အတွက်စစ်ကော်မရှင်ကပကိုးနဲ့ရခိုင်ထိဆက်တဲ့နေရာတွေကိုအင်အား1500ခန့်ဖြစ်တင်ပြီးတော့တံပြန်ထိုးစစ်ကိုပါလှုပ်ဆောင်နေတဲ့အတွက်တိုက်ပွဲတွေပြင်းထန်နေတာပါကပါစာချုပ်ကိုတိမ့်ပိတ်နိုင်ဖို့အတွက်အခြေအနေကောင်းလာတဲ့အေးအေးဒါလေးစပါတယ်ကေဒါဆွင်ဒေါ်နောက်ဗီဒီယိုဘက်ငါနူတက်ရင်မှုပြုတ်တဲ့စစ်ခွေထုတ်ခံတဲ့ပြည်သူတွေတစ်ချက်လောက်နားထောင်ကြည့်ဒါ2025ကိုလာပါ යි 15ရက်နေမှာပေါ့နော်ရည်သူနယ်မှာစစ်ကြောင်းဝင်လာတယ်ပေါ့စစ်ကြောင်းဝင်လာတဲ့အခါကျတော့လင်းကတော်ခွေစခန်းနဲ့နှီးတယ်ပေါ့ဥယျာဉ်ရွာဆိုတာရှိတယ်စစ်ကြောင်းကအဲ့ဒီရွာဝင်းကျင်ရောက်လာတော့ရှောင်ညပါတယ်ရှောင်ညတာပေါ့နော်ပြည်သူတွေအများစုကတော့စိမ့်နာလေရောနှီးတာရောဝါတာရောရှူတာရောပေါ့နော်အဲ့ဒီထဲမှာကြန့်ခံရေးဘက်ကအစိမ့်နှိမ့်ပေါ့ဗျာ သူတို့ကလူကတော့ရှောင်းနေပေါ့ဒီရိတ်ခါတွေစာနေစီတွေသူတို့တောင်းသူလှုပ်ထားတဲ့အဲရရပစ္စည်းတွေတော့သူတို့ယူမသွားဘူးပေါ့အင်းသူတို့ကဘယ်လိုတွေးလဲဆိုတော့အာမယူတော့ဘူးပေါ့မယူဘူးပေါ့လေဟုတ်ဟဲ့ဒါတွေကတော့လူပဲရှောင်းသွားမယ်ပေါ့ဆိုပြီးတော့အိမ်ထဲမှာဒီတိုင်းပြစ်ထားခဲ့တယ်အဲ့ဒီမှာလင်းလင်းကရောခွေးစခန်းကိုသူကရိတ်ခါဖြည့်တင်းမှုရအတွက်စစ်ကြောင်းကထွက်လာတာဒီဒီရောနေထွက်လာတာပေါ့နော်ပုံလုံးတိုင်ရန်နေထွက်လာတယ် အဲ့ဒီမှာရိတ်ခါတွေအကုန်ယူသွားတယ်တရားတော့မရှိတာ မလောင်ဘူးပေါ့နော်မလောင်တဲ့အခါကျတော့အိမ်ထဲမှာရှိတဲ့မရှိလို့ရတဲ့အဆောင်ချင်တော်ခေါင်းအုံးဇာနာအပစ္စည်းအကုန်ပေါ့နော်ထုတ်ပြီးတော့ဒါမရှိသွားတယ်ပေါ့နော်အဓိကကတော့ပြောချင်တာကစစ်တပ်အာဏာရှင်ဆိုတာကကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်ဒါစိမ့်နာတွေဒီဓာတွေဝါဓာတွေကိုသူတို့ထက်တွက်နေမှာမဟုတ်ဘူး190ရော80 နော်စစ်တပ်ကတကယ်တမ်းကျရင်ဓမြတခိုးတွေဓာတ်တွေကိုတိထားဖို့ရလိုအပ်တယ်ပေါ့နော်တိကျဖို့ရလည်းလိုအပ်တယ်ရစီတွေဖွင့်နားတွေဆွန့်ပြီးတော့နေကြဖို့ရပေါ့နော်မင်းအွန်လိုင်းတို့အုပ်စုကချင်းချင်းပြောမယ်ဆိုလို့ချင်းရင်စိမ့်နာတွေနေတာတွေဝါတာတွေဖြူတာတွေသူတို့နားမလဲဘူးဟုတ်တယ်သူတို့ပြည်သူများကိုသူတို့ရဲ့အားလုံးကရန်သူလိုပဲထင်ထားတာမဆိုင်တဲ့သူလည်းနေရင်လည်းဘုံကျဲတာပဲနော် အဓိကတော့ပြောချင်တာပေါ့လေ။ဘာဖြစ်လို့လဲဆိုတော့ငါတို့ရောတော့အစိမ့်ပါကွာ။ငါတို့တော့မလုံးလောက်ပါဘူးဆိုပြီးတော့တော့ထည့်မတွက်ပါနဲ့။နောက်စိတ်แท้ကိုအဲ့တိုင်မထားပါနဲ့။လွတ်အောင်ရှောင်းကိုယ်အိမ်ကဒါပစ္စည်းဥစ္စာတွေရိတ်ခါတွေစနစ်စီတွေနော်အဲ့ဓာတွေကိုထုတ်ပါစီချောင်းလာပြီဆိုရင်ထုတ်ပြီးတတိယရာထားပါ။လောအားရှုံးနေလောအားရှုံးနေဒါကိုပြောချင်တာပေါ့နော်။ အဓိကကတော့အခုကျွန်တော်တို့တော်လိုင်းလုံနေတယ်ဆိုတာကရှင်းရှင်းပြောမယ်တော်လိုင်းရဲဘော်တွေအဖွဲ့စည်းတွေကအစိမ့်နေအနီတွေကျွန်တော်တို့ဝါတွေဖြူတွေခွဲနေတာမဟုတ်ဘူးဒီအာနာရှင်ကြာဆုံးသွားလို့ရှိရင်ကြာသွားလို့ရှိရင်ပေါ့နော် အာလုံးကောင်းပါပဲနော်မြန်မာနိုင်ငံမှာရှိတဲ့ဒါလူတွေအာလုံးကောင်းကြပါလေအဓိက ပြောချင်တာဒါလေးကိုသဘောထားပြီးဖို့ရပါတတိရှိရှိနဲ့ ရှောင်ကျင်ကြဖို့တင်စီကြဖို့ဒါပြောတာပေါ့နော်ခွေးရခွေးစိတ်ပဲရှိမယ်ဟုတ်တယ်စိတ်တော့ဖြစ်မလာနိုင်ဘူးပေါ့လေဒါဒါကိုပြောချင်တာပါကဲစစ်ခွေးထုတ်ခံတဲ့ပြည်သူတွေမင်းတို့နားလေကြပြီမဟုတ်လားအခုမျိုးပုံမှန်နေတဲ့စစ်ခွေးထုတ်ခံတဲ့ပြည်သူတွေမင်းတို့အလှေကြလာလိမ့်မယ်အဲ့ဒီချိန်မှာဘာငါခွေးကမဟောင်းချနေနော်မင်းတို့မခံသေးလို့ခံတဲ့ချိန်မှာတော့တီးတွားမှာပေါ့ကွာကဲဒါဆိုရင်တော့ no video ဘူးဒိုဆိုတစ်ချက်လောက်နားစီကြည့်အောင်အဲ့တော့ဒီနေ့ပြင်ဆက်ခြင်းနဲ့ အချင်းလေးရဲ့နာမည်ကတော့ဘုန်းကြီး unit လေလူးများလို့ညီရပါတယ်။နားဆင်ကြည့်ကြအောင်ပါဗျာ။ဒီခေတ်ဒီခါကြီးမှာဘလို့ယူပြီးတော့ဘလို့လေလူးတွေရုပ်ဒုက္ခဖြစ်နေကြတယ်ဆိုတာကိုသိရောက်ထားတဲ့အချင်းလေးတစ်ပုဒ်ပါ။နားဆင်ကြည့်ကြအောင်ပါဗျာ။ kaga we jo na da de we po da ga chong ya ke kha si phi kala yu po da ga ba ma pi she de yo kha ga we jo chong ya ke kha si phi kala yu po da ga ba ရှင်ဘရင်ယူအာနာယူဘဝင်ယူဝန်တွင်ယူဂျွန်တပေါယူပေါ်လန်ဖာယူစင်လီခွေမျောချလပယူအယူရှင်ဘရင်ယူအင်းသမရာယူအာနာယူဘဝင်ယူဝန်တွင်ယူဂျွန်တပေါယူပေါ်လန်ဖာယူဘုံမျောကြီးမျောကုံလုံးယူ to pa so go so le lo a mai po ma nan de de pe yin yu a yu no lai pi a ya tu ne cha chi cho lu kau sa a tu ru yu kong ma ya to pa so go so le lo a mai po ma nan de de pe yin yu a yu no lai pi a ya tu ne cha chi cho lu kau sa a ko lo yu yu ta ma ra yu shin de yin yu 安哪有不为有万对有，好人怕有，穷的保佑，心里会鸟吃了不有，有的没啦有，心里也有，安哪有不为有万对有，穷的保佑，好人怕有，奇妙不妙不够浓有。 you honor you but when you want doing you turn the bow you all and by you sing the feel your child by you you မုန်ချီယူနဲ့လေလူများတဲ့ဒါမိတ်တယ်နော်ဒါတိမိပါတယ်ဘူးဒိုဆိုဂျေယူများချစ်တင်ပါတယ်လို့ကေတာဆိုရင်တော့ no video ငါတို့လှိုင်းလမ်းလွှဲနေပြီလို့ပြောနေတဲ့ပြောင်ကြီးတစ်ချက်လောက်နားစင်ကြည့်အောင် အေးမောင်ဒေါက်တာအေးမောင်ကိုသမရရဲ့အမိတ်အာနာနဲ့လူချင်းချမ်းသာဝင်ပေးလိုက်တယ်နော်ပုံမှန်200လေးအခြေခံဥပဒေပုံမှန်တော့200လေးသမရတယောက်ကပဲကျင်သုံးလို့ရတဲ့နိုင်ငံတော်ကနေပြီးတော့ဘယ်လိုခေါ်မလဲဆိုတော့တုံးကပေးလိုက်တဲ့အပေးလိုက်တဲ့ဒီလူချင်းချမ်းသာဝင်ကြီးကျွန်တော်ကျွန်တော်ကြည့်တယ်ပေါ့နော်ကျွန်တော်လေ့လာကြည့်ဟာကျွန်တော်အံ့ဩသွားတယ်ဆိုတော့ကျွန်တော်ကကိုကောင်းဆောင်လမ်းလွဲနေပြီဆိုတော့ ုတွေအမြင်မှာလမ်းလွဲနေပြီဆိုတော့ကျွန်တော်ပြောချင်တာအဲ့တော့သိထားမှာပါလဲဆိုတော့ပုံမှန်104ခါဆိုတာကသမရကျင့်သုံးရမယ်ဟုတ်ဘလို့ဟောလို့ဆိုရှင်အခွင့်အာဏာဖြစ်တယ်အဲ့ခွင့်အာဏာ ਨੇ လူချင်းချမ်းသာမှုပြီးတယ်ဟုတ်ပြီနောက်ဆို तू ကလက်ရှိယာယီသမရလေးဆိုပြီးကျွန်တော်ငင်းစရာရှိတယ်အဲ့တော့ကျွန်တော်မေးချင်တယ်ပြန်နော်ခင်ဗျားတို့အားလုံးကိုယာယီသမရကိုဘလို့ခန့်ပြကြယာယီသမရကို န့်ဖို့ဆိုရင်ပုံမှန်83ချိန်ခံဥပဒေမှာပါထားပြီးသားဖြစ်တယ်နော်သမရကိုခန့်မယ်ဆိုရင်သူ့သမရရွေးကောက်ထားသောအဖွဲ့ကနေပြီးတော့စုပြန်တင်သွင်းပြီးတော့နော်တင်ရပါတယ်ပုံမှန်60ရဆိုလို့ရှိရင်လည်းယာယီသမရပဲဖြစ်ဖြစ်ကျွန်တော်သမရကိုပုံမှန်60ရသမရရွေးကောက်ပွဲသမရရွေးချယ်ရေးကိုယ်စားလှယ်ပေါ့အဲကျွန်တော်တို့အဖွဲ့အစည်းပေါ့ presidential ကျွန်တော်တို့ electoral commission လို့လည်းပြောလို့ရတယ်နော် college လို့လည်းပြောလို့ရတယ်အဲ့လိုမျိုးရွေးချယ်ရတဲ့ဟာကို 第六三年三年三年，爸妈没给他做报告，喏，现在讲随便他嘞，怎么啦？伢也读，怎么啦？老老实实嘞，二来没好。啊，第六个又搞天桥他嘞，怎么啦？老老实实，二来没好。啊，爸妈没好管嘞，第六六六的养家，听到不？怎么啦？下头哦，地权盘的收回了，爸妈可能是同意嘛？第二家他没打，怎怎么啦？第二个伢也怎么啦？都怎么啦？第二个批评过，那不老没有不老没有听到不？地面不是，爸妈可能是怎么？第二家他没打。 အဲ့ဒီအစ်စင်တွေကိုဘာမှကြော်ဖြတ်လာခြင်းလည်းမရှိတဲ့ပုံကူတယောက်ကသမရယာဒူးကိုယူပြီးတော့သမရကနေပြီးတော့သမရကိုယ်တိုင်ပဲဘောနော်ပေးနိုင်တော့ဒီလူချင်းချမ်းသာပြီဒေါက်တာအေးမောင်ကိုပေးလိုက်တယ်ဆိုတဲ့အခါကျတော့ကျွန်တော်စဉ်းစားကြည့်ဖို့ကျွန်တော်ပြောပြတာလုံးဝလုံးဝလွဲနေပါပြီအဲ့တော့ဒါလေးကအခုခင်ဗျားကထောက်ပြကောင်းတယ်ဟုတ်သူကတော့ပြောတော့ဟာရေးပေါ်ချင်နေမှာလေရေးပေါ်ချင်နေမှာလွတ်တော်လည်းမရှိတော့ဘူးဟုတ်လားအဲသမရရွေးကောက်ပွဲရွေးကောက်ပွဲဒီ ကော်မရှင်လည်းမရှိတော့ဘူးမရှိတော့အဖွဲ့အစည်းလည်းမရှိတော့ဘူးမရှိတော့ဘယ်လိုလုပ်မလဲအခုဒီမှာတမနာမဲ့တယ်တမနာမဲ့တဲ့အတွက်ကြောင့်သူ့ကိုတမနာခန့်ပါကာလုံကိုတမနာခန့်ဝင်ပေးပါလေဆိုတဲ့စာသားချက်ကိုခင်ဗျားတို့ဒီအခြေခံဥပဒေမှာရှာကြည့်ပါနော်အဲ့ဒီအရေးပေါ်ကောင်းစင်မှာရှိပါတယ်နော်အရေးပေါ်ခန့်အရေးပေါ်ကျင်ညာခြင်းအရေးပေါ်ခြေနေကျင်ညာခြင်းအခန်းကဏ္ဍမှာရှိပါတယ်ရှာကြည့်ပါစာလုံးတစ်ကြောင်းတစ်ပါးတွေ့လို့ရှိရင်ကျွန်တော်ပြောပါကျွန်တော်ပြောတာမားတယ်ဆိုကျွန်တော်ဝေခံပေးပါဥပဒေမှမရှိတာကျွန်တော်ပြောမားတယ်ဆိုဝေ ါခန့်လိုက်တယ်ဗျာဒီဥစ္စာခြေခံဥပဒေရဆိုဘယ်ခြေခံဥပဒေမှာမှမပါဘူးသူတို့ထောက်ပြနေတဲ့ပုံမှန်၄၃၁ဆိုတာလေနိုင်ငံတော်ရဲ့အာဏာကိုနော်တမနာရဲ့အမည်နာမနဲ့အသုံးပြုရမယ်ဆိုတဲ့နေရာမှာဘယ်မှာလဲကျွန်တော်တမနာကိုကာလုံကနေပြီးတော့ခန့်ခွင့်ရှိပါတယ်ဆိုတာလုံးဝမပါတဲ့အတွက်ကြောင့်မလို့သူဟာဘာတမနာမှလည်းမဟုတ်ဘူးသူဒီတိထားမှာကကာလုံရဲ့အစီအခံတယောက်ဖြစ်တယ်ကာလုံရဲ့အစီအခံဆိုတဲ့အတွက်ကြောင့်မလို့သူဒီ တို့ကာဝေးဦးစီးချုပ်ဖြစ်တယ်ကာလုံရဲ့အစီကံတယောက်ကဘလို့ဖြစ်လို့ကာလုံမှာသမနာထက်ယူတယ်ကာလုံရဲ့အစီကံနော်သူကကာလုံမဟုတ်သိရမှာအဲ့တော့ကြောင့်မလို့သူဒီယာယီသမနာလည်းမဟုတ်ဘူးပြီသမနာလည်းမဟုတ်ဟုတ်ဘူးကာလုံအားဖြင့်လည်းသူ့ကိုဘလို့နီးနေမှာသမနာခတ်မှိုင်ခွင့်ဆိုရဲချက်လုံးဝမပါဘူးအပါတဲ့ကြောင့်မလို့အခုဒေါက်တာအေးမောင်ကိုသမနာတာလီပေးလို့ရတဲ့ဒီကျွန်တော်တို့ တင်းချမ်းသာပြင်ကိုပေးလိုက်ခြင်းကလုံးဝလုံးဝတရားမဟုတ်ပါဘူးဒေါက်တာအေးဘုံကရခိုင်ဆိုတော့ငဒူးလှိုင်မိမလည်းရခိုင်ဖြစ်တော့လွတ်ပေးမှာပေါ့ငဒူးလှိုင်အတွက်ဥပဒေမရှိဘူးလို့ကျွန်တော်ခဏခဏပြောတယ်လေအခုလည်းကြိတ်တယ်လို့လောက်မှာပဲသူ့အာနာရှိတရွဲ့သူ့အသက်တာကြီးလို့အသက်တာငယ်ခဲ့ရင်မင်းကလေးတွေအများကြီးသူကပျက်စီးမှာအဲ့လိုမျိုးခွေးဒီကောင်ကအဲ့ဒါကိုမင်းတို့ကထောက်ခံနေသေးတယ်အဲ့ဒါကိုစဉ်းစားပြီးမှအံ့ဩတာ မင်းလက်စိတ်ပြောင်းသိမ့်ပါပြီလို့ပြောင်းကြည့်ဟုတ်ပြီနော်ဒီလိုပဲပြောချင်ပါတယ်ဟုတ်ကဲ့ပါသူငယ်ချင်းတို့ဒီနေ့ညတင်ဆက်မှုကတော့ဒီလောက်ပါပဲချစ်မြတ်ချစ်တင်ပါတယ်ကျမကြီးခုစိတ်ကြပါ I love you all God bless you all thank you for your time